ဒီဝီဘီရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်တပ်ရဲ့အထူးအရောင်ရွှဲကောက်ပွဲကိုဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ဒီဇင်ဘာလ10ရက်နေ့အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့မှာပြုလုပ်တဲ့ပြည်လုံးကျွတ်အသံတိတ်သပိတ်မှာရန်ကုန်ကပြည်သူတွေလည်းပူးပေါင်းပါဝင်နေတာမြင်တွေ့ရပါတယ်။ ဒီကနေ့မနက်ကရန်ကုန်မြို့လေကလူစီကားရနေရာတွေမှာပါလူအတော်လာတိတ်မရှိတဲ့အထိရန်ကုန်ပြည်သူတွေပူပေါင်းပါဝင်တာတွေ့ရပြီးဘတ်ကားတွေဟာပုံမှန်အတိုင်းပြေးဆွေးနေပေမဲ့ရင်းအတော်အလာတွေခါနိုင်ထက်နေပါတာတွေ့ရတယ်လို့မြို့ခံတယောက်ကပြောပါတယ်။ ငလျင်အလွန်ကာလာမှာမြန်မာနိုင်ငံရဲ့စီးပွားရေးဟာ အနည်းငယ်တိုးတက်မှုအလားအလာတွေ ပြလာပေမဲ့ငလျင်ရဲ့တက်ရောက်မှုပဋိပက္ခတွေဆက်ရှိနေမှုပြည်တွင်းဝေလိုအားကျဆင်းမှုအလုံသမားရှားပါမှုလျက်စစ်ဓာတ်အားမကြာခဏပြတ်တောက်မှုစတာတွေကြောင့်အခက်အခဲအတားအဆီးစိန်ခေါ်မှုကြီးကြီးမားမားရှိနေစေဖြစ်တယ်လို့ကမ္ဘာ့ဘဏ်ကဒီဇင်ဘာလ၈ရက်နေ့မှာထုတ်ပြန်လိုက်တဲ့သုံးသက်ချက်အစီရင်ခံစာမှာဖော်ပြထားပါတယ်။ မန္တလေးမြစ်ကြီးနားလမ်းပိုင်းကနှက်စီအောင်ခိမ့်မှာစစ်ကောင်စီကဗီလက်မြစ်တင်ကားတွေကိုဒီဇင်ဘာလအစောပိုင်းကစပြီးနေလုံနဲ့တိုင်ဖြတ်တဲ့ခွင့်တင်ခိုင်းတယ်လို့ကုန်တယ်တွေနဲ့ရိမ်မောင်းတွေစီကသိရပါဗျ။ DBB ရဲ့နောက်ဆုံးရသတင်းတွေကို DBB TV New Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါရဲ့ရှင်။